ရသာရှိရစားစရာတွေနဲ့ကျွန်တော်စားနိုင်တော့မှာဖြစ်လို့ကျွန်တော်အရန်စိတ်လှူရှာမိပါတယ်အခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးအကမတူညီကြတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ် နောက်တစ်ပတ်ဒီမှာလဲစောင့်မျှော်အားပေးကြပါအောင်ရှင်ဒီစီဇန်နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးချင်တယ်ဆိုရင်တော့ Facebook Page ဖြစ်တဲ့ DPP Women Voice ကနေတင်ပြနိုင်ပါတယ်ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် Thank you. ာမနက်ခင်မရှင်ကျမကတော့ချွချိုဆမ်းမ DBB ရုံမြင့်တန်ကြားရဲ့မနက်၈နာရီတရေနေ့ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကဘာတရေနေနဲ့အတူအားကစားတရေနေ့ကိုလည်းရှုစားကြရမှာပါရှင် မန္တလေးတိုင်းစင်ကူမြို့နယ်မှာပြည်သူတချို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တပ်ဖွဲ့ဝင်တချို့အခြေအတင်အချင်းများနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွေရက်မှာပြန့်နှံ့လာခဲ့ပြီးနောက်တပ်ဖွဲ့ဝင်တွေကိုသတိပေးအရေးယူသွားမယ်လို့စင်ကူမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ12ရက်ကထုတ်ပြန်လိုက်ပါတယ် ဒီထုတ်ပြန်ချက်မှာတော့စင်ကူမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျရေးပေါ်တွေရဲ့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်စီကတ်နဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့တဲ့အတွက်သတိပေးအရေးယူမှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။စင်ကူမျိုးနဲ့အတွင်းလုံခြုံရေးနဲ့တရားဥပဒေစမိုးရေးလုပ်ငန်းတွေဆောင်ရွက်ရမှာသတင်းပေါက်ကြားမှုတွေဖြစ်ပေါ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေခက်ဆစိတ်ဖြစ်ပွားနေတဲ့အတွက်မတ်လ16ရက်နေ့ကစတင်ပြီး စတားလစ်အင်တာနက်အသုံးပြုမှုတွေကိုစစ်စစ်ကြက်မှတ်ဖို့ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်သတင်းရရှိချက်အရစစ်ကူမျိုးနယ်တွင်းမှရှိတဲ့ရွာတွေမှာစီကားနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုသိမ်းဆည်းဖို့ MDY PDF စစ်ကူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား9ယောက်တွားရောက်ခဲ့ချိန်မှာအချင်းများမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထောက်ပြန်ချက်တဲမှာတော့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်စီကတ်နဲ့ကျေဝတ်တွေကိုချိုးဖောက်ပြီးဆက်လိုက်မှပပြုမှုတွေနဲ့တုံ့ပြန်မှုပြုမှုခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုထိုက်တဲ့နဲ့သတိပေးအေးအေးမှုတွေပြုလုပ်သွားမှာဖြစ်သလို Starlink Internet စပိုင်ရှင်ကိုလည်းထောက်ပြန်ချမှတ်ထားတဲ့စီမင်းစီကတ်တွေအတိုင်းအေးအေးဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ် မကွေးတိုင်းငဖဲမြို့နယ်အံပရန်လမ်းမပေါ်ကစစ်ကောင်စီရဲ့အကြီးဆုံးအထိုက်စခန်းတစ်ခုဖြစ်တဲ့နယ်ရီကန်စခန်းကိုအာရခတက်တော်အေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စခန်းတွေတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်။အော်တိုဘာလအစကတည်းကနယ်ရီကန်စခန်းကိုကပေးထားတဲ့စခန်းငယ်တွေဖြစ်တဲ့ဂုတ်ကြီးရွာကာကင်စခန်း၊စွန်တက်ရွာကာကင်စခန်း၊ပစီကာကင်စခန်း၊ဥထုစွန်ကာကင်စခန်း၊လင်းတဲကာကင်စခန်းနဲ့ စွန်တက်ကာကေစခန်းတို့ကိုအေအေနဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက တက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ကေစခန်းငယ်တွေကိုလက်လွှတ်လိုက်ရတဲ့စစ်အုပ်စုအနေနဲ့နိုင်ရကန်စခန်းမကြစေဖို့အတွက်လက်ချောင်းပစ်ကူတွေလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေပြီးစခန်းတွေတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတယောက်ကပြောပါတယ်။တိုက်ပွဲအခြေအနေသိစိတ်ကိုတော့ AA ရဲ့ပြောခွင့်ရသူဥခိုင်ဒုခကို DPP ကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီအတူရောင်ရွက်ောက်ပွဲကို စန့်ကျင်ကပ်ကွက်ကြောင်းအမေရိကန်ပြည်နယ်90ရောင်မြန်မာတွေပူပေါင်းပြီးဝါရှင်တန်ဒီစီမှာဆန္ဒပြပွဲ ပြုလုပ်သွားဖို့ရှိနေပါတယ်ဒီသတင်းကိုသုတချန်သာပေးပို့ထားပါတယ်ရှင် စစ်ကောင်းဆောင်ကဒီဇင်ဘာလကုန်မှာပြုလုပ်ဖို့ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90ရောင်မြန်မာတွေပူးပေါင်းပြီး Washington DC မှာဆန္ဒပြပွဲပြုလုပ်သွားဖို့ပြင်ဆင်နေတာပါ။ဒေသစံတော်ချိန်အောက်တိုဘာ17ရက်နေ့မနက်ပိုင်းကအထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ Global Meeting ခေါ်ယူခဲ့ပြီးနိုင်ငံတကာရောက်မြန်မာတွေနဲ့ပြည်တွင်းကတော်လိုင်းအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်နယ်90ရောက်မြန်မာတွေပူပေါင်းမဲ့ Washington DC ဆန်ကပြပွဲကို November 22ရက်နေ့မှာပြုလုပ်သွားဖို့ရည်ရွယ်ထားပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်တွေနဲ့လိမ်လည်မှုတွေကိုနိုင်ငံတကာကပုံပြီးအာရုံစိုက်လာအောင်ရည်ရွယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံမှာနိုဘယ်မှာ22ရက်နေ့ဝါရှင်တန် DC မှာအနေနဲ့ရရက်ကနေစုံပြီးတော့လှုပ်ကြဖို့အထွက်ပေါ့နော်ဒါကတော့ကျမတို့ဗမာပြည်သူလူထုတွေရဲ့တန်နေပေါ့အထူးသဖြင့်ပြည်တွင်းကသူတို့တွေချင်းချောက်နေတဲ့အထွက်ကြောင့်မို့လို့ပြောလို့မထွက်တဲ့ဒီအတန်တွေကိုကျမတို့တွေကနေပြီးတော့မှကြဲကြဲလောင်လောင်အင်အားရှိရှိနဲ့ထုတ်ဖော်ပေးခြင်းဖြစ်ပါတယ်ကျမတို့အဓိကရည်ရွယ်တာကတော့အနီးကပ်ဆုံးဖြစ်တဲ့အမေရိကန်အစိုးရနဲ့ခေါင်းဆောင်တွေပေါ့နော်ဒါတွေတင်မဟုတ်ဖဲနဲ့အဲကျမတို့ဒီဆန္ဒပြ ွဲရဲ့အင်အားကိုကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့တခြားပေါ့နော်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေယူရိုပတို့လို UN တို့လို့သက်ဆိုင်ရအရေးကြီးတဲ့ဖွဲ့စည်းတွေခေါင်းဆောင်နေရပါသူတို့အာယုံဆိုင်လာဖို့အတွက်ကိုကျမတို့ရည်ရွယ်ပါတယ်ရှင်။တစ်နှစ်တခြားတေချာလေးပေါ့နော်ဆွေမျိုးတိုင်ပင်ပြီးကျမတို့လှုပ်သွားဖို့ရှိပါတယ်။ စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းဆန္ဒပြပွဲတွေနိုင်ငံတကာမှာဆက်တိုက်ရှိနေပေမဲ့ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းနေကြတာပါ။တမ္မတ်ကြီးဦးကျော်မုံထွန်းကိုအားပေးထောက်ခံကြောင်းနိုင်ငံတကာလှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်ခဲ့သလိုစစ်ကောင်စီရွေးကောက်ပွဲကိုစတင်ကြောင်းလှုပ်ရှားမှုတွေလည်းနိုင်ငံတကာစာမျက်နှာတွေမှာတပြိုင်တည်းပေါ်ပေါက်လာဖို့ရှိနေတာပါ။ Washington DC မှာစုဖို့ကိစ္စကိုဆွေးနွေးပြစ်ပါတယ်။ မနေ့ကမီတင်ကတော့ global level လောက်တာဆိုတော့ဟိုတကဘာလုံးကလူတွေပါပါတယ်ပြည်တွင်းကလူတွေလည်းပါပါတယ်အားလုံးကမိမိတို့လှုပ်ထားတဲ့ပြင်ဆင်ထားတာတွေကိုတင်ပြကြပါတယ် တကဘာလုံးမှာရှိတဲ့ activist တွေ institution တွေ human rights defender တွေပေါ့နော်ဒီ sham election နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားတာတွေကိုတင်ပြပြီးတော့ဆွေးနွေးကြပါတယ်တနိုင်ငံနဲ့တနိုင်ငံပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့အညာမညာဖြစ်အောင်တိုင်ပင်ကောက်အောင် လုပ်ကြဖို့အတွက်ပြန်လည်တင်ပြကြတယ်အဓိကကတော့ပြည်တွင်းကလှုပ်ရှားမှုတွေအဓိကပိုပြီးတော့ကြပါတယ်မတရားအာဏာသိမ်းလိုက်တာနဲ့ပတ်သက်လို့ပြည်သူလူထုကစိတ်နာကြီးနေတယ် စစ်အာဏာရှင်အနေနဲ့ဘာပဲလုပ်လို့ပြည်သူလူထုကအယုံကြည်မရှိဘူးယွန်းရှာမုန်းတီးနေပြီဒီရွေးကောက်ပွဲကြီးကိုလူတွေဟာလုံးဝသဘောမတူဆိုတော့အားလုံးသိတဲ့အတိုင်းပဲမေတော်ဆဆူချီချမ်းပါပါစေညံဆုံးလူမြောက်ပါစေစစ်ကောင်စီကအမေရိကန်ပြည်ထောင်စုမှာလော်ဘီကုမ္ပဏီတွေငားရမ်းပြီးအစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားတာအကျိုးစီးပွားရေးမှာမလုံနေတဲ့သူတို့ရဲ့တရားဝင်မှုကိုအတိမတ်ပြုလာအောင်အားထုတ်တာတွေရှိနေတာပါ တော်လိုင်းရင်ကနေဒီပါကြာလာချိန်မှာစစ်ကောင်စီဘက်ကနေအာဏာရှင်နိုင်ငံတချို့ပေါ်ပေါ်ထင်ထင်ရပ်တည်လာကြပေမဲ့နိုင်ငံတကာတန်တမာရေးရဆံမျက်နှာမှာတော့တော်လိုင်းရင်အားစုတွေကအသာကြီးဆက်ယူထားတာဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ စကိုင်းတိုင်းဗမောင်းမြို့နယ်မှာမြို့သိတိုက်ပွဲကြောင့်နေရဆုတ်ခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာစာနာရက်ခါနဲ့နေရထိုက်ခေအတွက်အမိုးကားတွေလိုအပ်နေတယ်လို့စစ်ရှောင်းတွေကိုကူညီပေးနေသူတွေက ပြောပါတယ်။မြို့သိတိုက်ပွဲပြင်းထန်နေချိန်မှာဗမောင်းစစ်ပေးရှောင်း9000ကျော်ဟာမြို့ရဲ့အရှိဘက်အနောက်ဘက်နဲ့မြောက်ဘက်ခြံတွေကိုထွက်ပြေးခဲကြတာဖြစ်ပါတယ်။လက်တလုံးမှာလဲဗမာမျိုးကို SNA ရှမ်းနေအမျိုးသားတက်မတော်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက စစ်ကြောင်းထူလာတာကြောင့်မြို့နောက်ချံကကြောင်လေရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ဆောင်တွေတွားရလာရေးခက်ခဲတွေရှိနေတယ်လို့ဆိုရတယ်။စစ်ပေးရှောင်များစုဟာနိဆက်ရဆွေမျိုးအိမ်တွေနဲ့တောတောင်တွေအတွင်းမှာထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိစစ်ရေးအခြေအနေကြောင့်ထပ်မံစစ်ဆောင်ရမှာကိုစိုးရိမ်နေတဲ့အတွက် နေရမပြောင်းနိုင်သေးဘူးလို့ဆိုရတယ်ရှင်။ ARD တိုင်းမှာပြီးခဲ့တဲ့ဆယ်လအတွင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့နေအိမ်တွေအပါအဝင်နေအိမ်အလုံး150ကျော်အထိချိတ်ပိတ်သိမ်းဆဲခံခဲ့ရတယ်လို့စစ်ကောင်စီရဲ့တပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါတယ်အခုနှစ်ဇန်နဝါရီလကနေပြီးခဲ့တဲ့စက်တင်ဘာလ30ရက်ထိဆယ်လအတွင်း ARD တိုင်းမှာ နေအိမ်150ကျော်အထိချိတ်ပိတ်သိမ်းဆဲခံရပြီး CDM ပြည်ညာရေးဝန်ထမ်းတွေရဲ့အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့နေအိမ်တွေအများဆုံးချိတ်ပိတ်ခံခဲ့ရတာက မေတ္တာစုတွေအခြေမဲ့ဖြစ်ကုန်တယ်လို့ CDM ဝန်ထမ်းတွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရဲတပ်ဖွဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေကကွေးစင်ပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့ပတ်သက်နေတယ်လို့ဆက်ဆွဲက V9 တွေစားရိတ်ကပ်ပြီးချိတ်ပိတ်သိမ်းဆည်းခဲ့တာလို့ဆိုပါတယ်နေအိချိတ်ပိတ်ခံတရသူအများစုဟာအကြံဖက်ဥပဒေပုံမှမတရားအသိဆက်သွယ်မှုနိုင်ငံတော်ပုတ်ကတ်မှုနဲ့ နိုင်ငံတော်ကိုအကြီးညိုပြက်စီမှုစားတဲ့ပုံမှားတွေနဲ့အမှုဖွင့်ခံထားရသူတွေပါဝင်ပြီးဘယ်ပုံမှန်နဲ့မှအမှုဖွင့်ခံထားရတာမရှိသေးတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။ပြပလောက်သားစေလွှတ်ခွင့်ကန့်သတ်ချက်တွေကြောင့် agency တချို့လုပ်ငန်းနားလိုက်တယ်လို့တချို့ agency တွေကလုပ်သမားတွေကိုငွေပြတ်မပေးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဆွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင်။ စစ်တလောက်ခံအလုသမာဝန်ကြီးဌာနက2025နှစ်စပိုင်းကစလို့ပြည်ပနိုင်ငံတွေစီအလုသမာဆဲလုခွင့်ကန့်သက်လိုက်ပြီးတဲ့နောက်စာချုပ်ချုပ်ဆိုပြီးသားအလုသမာတွေစစ်မှုထမ်းအသက်အကျုံးဝင်တာကြောင့်ပြည်ပထွက်ခွင့်မရပဲပြည်တွင်းမှာပြိမိခုံပါတယ်။ထိုင်းနဲ့ဂျပန်နိုင်ငံတို့ကိုအေဂျင်စီကတဆင့်သွားဖို့ပြင်နေတဲ့အလုသမာတွေဟာအချိန်6လတနည်းကျော်တဲ့အထိပြည်ပထွက်ခွင့်မရတာကြောင့်အချို့လုသားတွေကတရားမဝင် အောင်လန်းတွေကနေနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြတယ်လို့သိရပါတယ်။ AGC တခုကိုစား DPP သတင်းထောက်ကအတန်းစားထိုးပြောပြပေးမှာပါဝန်ကြီးဌာနကဒီလိုတွေအမိန့်တွေထုတ်တင်းကြပ်တာတွေကြောင်းအေဂျင်စီတွေရောအလုပ်သမားတွေပါအကုန်ဒုက္ခရောက်ကုန်ကြတယ်အေဂျင်စီတွေကလည်းဟိုဘက်ကိုပတ်စံနေပေးထားပြုထားတော့အလုပ်သမားတွေကိုငွေပြန်မအမ်းနိုင်ဘူးအလုပ်သမားတွေကလည်းအသက်၁၈ကနေ၃၅နှစ်ထွက်မရတော့ငွေပြန်တောင်းတယ်အဲ့ဒီမှာပြဿနာတွေတက်ကုန်ကြတာပဲအေဂျင်စီတွေတော်တော်များများကတော့အဆင်မပြေတော့ဘူးဆိုတာသိတဲ့အတွက်တချို့တော်တော်များများကမလုပ်တော့ဘူးဆိုပြီးလိုင်စင်တွေပြန်အပ်အလုပ်တွေပိတ်သိမ်းလိုက်တော့မယ်ဆိုရင် နိုင်ငံတော်ရဲ့ GDP အခွန်တွေရတဲ့ငွေတွေကဒီနှစ်မှရဖို့မရှိတော့ဘူးအလုပ်သမားတွေလည်းတော်တော်လေးဒုက္ခရောက်ကုန်ကြတာပေါ့စကောင်းဆောင်ကပြည်သူ့စစ်မှုထမ်းဥပဒေကိုပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်ပြည်ပကိုလူငယ်တွေထွက်ခွာနှုန်းတိုးလာခဲ့ပြီးအဲ့ဒီနောက်မှာစစ်တပ်ကအသက်18နှစ်ကနေ35နှစ်တွင်စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုပြည်ပအလုပ်စိတ်လူခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ် စာချုပ်ချုပ်ဆိုပြီးသားလူသားတွေလည်းကန့်သက်စီရင်နေပါသွားပြီးပြပကိုထွက်ခွာခွင့်မရသလိုအေဂျင်စီတွေစီပေးသွင်းထားတဲ့သိန်း50 60ပမာဏကိုလည်းပြန်မရချဘူးလို့ကိုတိုင်ကြုံရတဲ့အလို့သမားတွေကပြောပါဗျာ။ဒီရုပ်ထုတ်တော့ကြာမပေးဘူးပတ်စံလေးအားလုံးကိုစားရတယ်ဖတ်ပြလိုက်ဆိုဖတ်လည်းမပြေးဘူးဒါမှမတွေးတော့ပြေးလိုက်ရတယ်။သူ့ရဲ့ဘွေးကွာတယ်ကောင်သုံးကြလိုက်တယ်သူကသုံးထပ်တိုက်ဆောက်တယ်သူကမင်္ဂလာဆောင်တဲ့အချိန်မှာလက်ခွင့်ဝေးပြီးပေးတယ်ပေါ့အဲ့လိုနောက်ဆုံးကျွန်တော်ကိုထိုင်းမှုကြတော့သူ့မှာပတ်စံမရှိတော့ဘူးနဲ့ ဒါသူအဲ့လိုလှုပ်လိုက်တဲ့သဘောပေါ့တစ်ခက်ပြည့်လာဆိုဆက်မပြေဘူးပြဘာလို့လဲဆိုတော့သူကနိုင်ငံရေးနဲ့ပြောချပြီးတော့ကျွန်တော်တို့ပတ်စံနေကျွန်တော်တို့အဲ့တူအလုပ်လုပ်ပေးထားတဲ့ပတ်စံနေကုန်းခဲ့တယ်ဒါပေမဲ့နိုင်ငံရေးညောကျွန်တော်တို့တွားလို့မရတော့ဘူးဆိုတော့ပုံစံမျိုးတော့ခံလိမ့်တာအမှန်မှအဲ့လိုပေါ့သူကပတ်စံလေကိုယ်ယူလာတော့ချပလိုက်တယ်ထိုင်းဘက်ကသူငွေလည်းမသိဘူးနဲ့အဲကျွန်တော်တို့နိုင်ငံရေးနဲ့ခုလုံးလုံးပြီးတော့ပြောချပလိုက်စစ်တပ်အာဏာမသိခင်မြန်မာနိုင်ငံမှာပြည်ပအလုပ်အေဂျင်စီပေါင်း300လောက်ရှိပြီး အနာသိမ်းပြီးတဲ့နောက်နိုင်ငံရေးမတည်ငြိမ်တာနဲ့စီးပွားရေးကျဆင်းတာတွေကြောင့်ပြည်ပထွက်အလောလောဆယ်ပို့တိုးလာပြီးပြည်ပလုံးအေဂျင်စီတွေလည်းနှက်ဆနေပါတိုးလာခဲ့ပါတယ်။လက်ရှိအချိန်မှာတော့တောင်ကိုရီးယားနိုင်ငံကိုအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ POE ကစေလွတ်တဲ့အလုပ်သမားတွေကလွှဲရင်အသက်16နှစ်ကနေ35နှစ်တွင်အမျိုးသားတွေကို ပြည်ပထွက်အလောလောခွင့်ကန့်တတ်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲတက်ပါ။ ARI တိုင်းသာပေါင်းမြို့နယ်စက်သွန်ကွင်းစစ်ဆေးဂိတ်မှာစစ်ကောင်စီတပ်ကအရက်သားတွေဝဲယူလာတဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးသိမ်းဆဲနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကျက်တုံခွေစစ်စေးဂိတ်မှာစစ်စေးနေတဲ့စစ်ကောင်စီတပ်သားတွေကအော်တိုဘားလ10ရက်နဲ့17ရက်ညပိုင်းမှာအရက်သားတွေဝယ်ယူလာတဲ့ကုန်စည်တွေကိုစစ်ဆေးပြီးဆန်ငချောက်73စီနဲ့အသားငါးတွေကိုသိမ်းဆဲကစစ်တုံဖောကားပေါ် တင်သွားတယ်လို့ဆိုပါတယ်ဂိတ်မှာစောင့်နေတဲ့စစ်ကောင်စီတပ်နဲ့အရဝတ်တွေက ုန်စီတွေများများတည်လာရင်ပိုသိမ့်ယူနေပြီးလိုအပ်တဲ့အတွက်သိမ့်ယူရလို့ပြောကြောင်းဒေသခံတယောက်ကပြောပါတယ်စစ်ကောက်စီတပ်ရဲ့စက်သွန်ခွေစစ်စေးဂိတ်မှာစစ်ကောက်စီတပ်ဖွဲ့ဝင်၁၀လောက်နဲ့အရဲဝတ်ပြူစော်တီတွေကအရက်သားတွေရဲ့ပစ္စည်းတွေကို သိမ့်ယူနေတာဖြစ်ပြီးရိုက်နှက်တဲ့အထိပါလုပ်နေတယ်လို့သိရပါတယ် ပြီးခဲ့တဲ့စတေမာလာပထမပတ်ကလည်းအဲ့ဒီကြက်သွန်ကွေးစစ်စေဂိတ်မှာအရက်သားတွေဆန်အိတ်တင်မောင်းလာတဲ့ကားကို PDF ကို ထောက်ပို့တဲ့ကားဆိုပြီးစကောက်စီတက်ကဖမ်းဆီးခဲ့ပါသေးတယ်ရှင်ဒီရောင်စုအစိုးရလုပ်ငန်းတွေပိတ်သိမ်းထားတာဆယ်ရက်မြောက်နေ့ဖြစ်တဲ့တောက်ကြနေ့မှာအမေရိကန်ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ကသိပ္ပံပညာရှင်တွေတမားတော်တွေနဲ့ပြည်သူ့ကျန်းမာရေးအရာရှိအယောက်တစ်ထောင်ကျော်ကိုထုတ်ပေးခဲ့ပါတယ်။ အစုလိုက်အပြုံလိုက်တာဝန်ကနေရက်ဆယ်လိုက်ခြင်းဟာယောဂထိ ंछ ုပ်ရေးနဲ့ကာကွယ်ရေးဗဟုဌာန CDC တဲကအမျိုးသားကာကွယ်ဆေးနဲ့အသက်ရှူလမ်းကြောင်းဆရာယောဂများဌာန NCIRG ကဝန်ထမ်းအယောက်130လောက်အပါအဝင်ယောဂထိ ंछ ုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC ထဲကအရေးကြီးတဲ့ဌာနအခွဲတွေကို ထိခိုက်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကယောဂကုဆက်မှုတွေစိတ်ကျမရေးဆိုင်ရာအကျက်တဲတွေပြီးသူကျမရေးဆိုင်ရာချိန်ချမှုတွေကိုကန့်တွဲဖြေရှင်းမှု ိုင်ငံတော်ရဲ့စွမ်းဆောင်ရည်ကိုဆွဆွရွရထိခိုက်စေကြောင်းသတိပေးခဲ့ဘူးတဲ့ကျမရေးနဲ့လူသားဝန်ဆောင်မှုဌာန HHS ကအရာရှိဟောင်းတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။အရင်က CDC လက်ထောက်ညွှန်ကြားရေးမှူးနဲ့စစ်ဘက်ဆိုင်ရာအရာရှိချုပ်ဒေါက်တာဒေဘရာဟိုရီကဒီလိုဝန်ထမ်းအရေးအတွက်ဖြတ်တောက်တာဟာအကျိုးဆက်တွေရှိလာနိုင်ပြီးအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်။ ပြည်ထောင်စုဌာနအများပြားကိုဆိုင်ငံ့ထားရတဲ့ကလကြာရှည်ဘတ်ဂျက်ဟန်တာကြာမှအခုလိုအလုပ်ထုတ်ခဲ့တာပါရှင်တက္ကဝုထာပြင်းထန်တဲ့နောက်ကျော်ရိုးပြဿနာကိုဖြေရှင်းဖို့ခါရုံးနှစ်ခုကြားရဲကအယွတ်အစားထိုးခွဲစိတ်ကူတာခဲ့တယ်လို့ပြီးခဲ့တဲ့စနေနေ့ကပြောကြားလိုက်ပါတယ်။ဒါဟာ PGA ထိုးအပြံပွဲကိုပြန်သွားနိုင်ဖို့နှောက်နှေးစေတဲ့ဒဏ်ရာပြဿနာတွေရဲ့နောက်ဆုံးအခြေအနေပဲဖြစ်ပါတယ်။ အဓိကဖလား15ကြိမ်ထိရရှိထားတဲ့ချန်ပီယံဟာ2024ခုနှစ်ဗီဒီယိုအိုပန်ပြိုင်ပွဲကလေးကဒဏ်ရာကြောင့်ဝင်ရောက်မကစားနိုင်တော့တာပါလပောင်များစွာခန်းစားခဲ့ရတဲ့နောက်ကျော်နာကျင်မှုနဲ့အကန့်အသတ်နဲ့သာရွေးရှားနိုင်ခဲ့တာကိုလပောင်များစွာခန်းစားခဲ့ပြီးနောက်ပိုင်းတောက်ချာနေကခွဲစိတ်မှုဟာအမြင်ခဲ့ပြီလို့ပြောပါတယ်အသက်49နှစ်အရွယ်ဝုထာဘဘက်ခြေတော့အယွတ်ဆုပ်ပြတ်တဲ့ရာကြောင့်မတ်လကခွဲဆဲမှုပြုလုပ်ထားခဲ့ပြီး 2021ခုနှစ်ကာမတော်ရဆမှုဖြစ်ပြီးနောက်ပိုင်းအကန့်တန်းတဲ့သာကစားနိုင်ခဲ့တာပါဒီဇင်ဘာလ၄ရက်ကနေ9ရက်ထိအယ်ဘာနီမှာကျင်းပမဲ့ Hero World Challenge ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကစားသမားတွေကိုထုတ်ပြန်တဲ့အထဲမှာ Wood မပါဝင်ခဲ့ဘူးလို့ပြိုင်ပွဲကျင်းပရေးအဖွဲ့ကပြောပါတယ်ရှင် DPP ရုံးနေတန်ကြားရဲ့မနက်၈နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နိုင်မှလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါကျမကတော့ချွတ်ချွတ်ဆက်မကျေးဇူးတင်ပါတယ်ရှင် DPP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ။တစ်ပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ဒီတုအစာပစက်ငါဒေတာများဖတ်ကြားခြင်းတော်တူ DPP အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြားလာပါပြီခင်ဗျာ။ဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မသိပြီပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါမသိပြီ။ဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Talk to DBB အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီပေါ့ ။ဟုတ်ကဲ့ဗာမသိဒီတစ်ပတ်မှာပေးတာတွေထဲကမှာပရမအူဆုံးအပြပေးခြင်းနဲ့ပေးစာကတော့ဒီပေးရင်းမျိုးနေတဲ့ကပြပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖပြချင်ပါတယ်ခင်ဗျာ။ခြေသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TPP ကျွန်တော်ကတော့ဒီပေးရင်းမျိုးနေလက်လှုပ်တောင်ကြီးရွာကပါကျွန်တော်တို့ရွာမှာတရားမဝင်မူရင်စေးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပါတယ်ဒီတရားမဝင်မူရင်စေးရောင်းဝယ်ဖောက်ကားမှုတွေတိတိတသာရှိနေပြီမဲ့လဲ ချင်းရွာလုံခြုံရေးခေါင်းဆောင်တာဝန်ရှိသူတွေအနေနဲ့အရေးယူဆောင်ရွက်မပေးနိုင်တဲ့အတွက်ဒီကိစ္စကိုအထက်က NUG တာဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးဖို့တာဝန်သိပြည်သူတယောက်အနေနဲ့တော်တူ DVB ကနေတစင်သိရှိပေးရန်ပြဖို့အပ်ပါတယ်လုံခြုံရေးရမီမဖော်လို့ပါဆိုပြီးတော့ကျွန်တော်ဒီပေးရင်းမျိုးနဲ့ဒါလက်လှုပ်ဒါတောင်ကြီးရွာပေါ့လေအဲ့ကြီးရွာမှာဆိုရင်ဒါတရားမဝင်မူရစေဝါ ရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းရေးသားပြပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ AR တိုင်းမြန်အောင်မြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင် AR တိုင်းမြန်အောင်ခရိုင်မြန်အောင်မြို့နယ်ထဲမှာရှိတဲ့မြန်အောင်ရွှေဘုံသာကြောက်ကွက်ကနောင်မြို့အိုးဘိုကြောက်ကွက်အင်္ဂလောကျေးရွာကြောက်စီရေလောက်ကွက်ဒီမှာတရားမဝင်ကြောက်ထုတ်လုပ်ရေးလုပ်ငန်းကြီးထုတ်နေပါဗါးအဲ့ဒီကြောက်ကွက်တွေကိုတရားဝင်လိုင်စင်ချထားပေးခြင်းရှိမရှိလိုင်စင်ချထားပေးပါက ထုတ်လုပ်သောကြီးရည်အတွက်နဲ့ထုတ်လုပ်တဲ့ပမာဏကိုက်ညီမှုရှိမရှိစစ်ဆေးပေးစုလိုပါတယ်။ပြီးခဲ့တဲ့နှစ်အတွက်လိုင်စင်ချထားပေးခြင်းမရှိဘဲအခုလာမယ့်ရာသီအတွက်ရှောက်ထားဆဲဖြစ်ရင်လည်းအခုလိုကြိုတင် လုပ်နေတာကိုခွင့်ပြုမိတ်ပေးမပေးနဲ့ခွင့်ပြုမိတ်ပေးရင်လည်းထုတ်လုပ်ပြီးပမာဏအခွန်ထမ်းမဲ့ပမာဏကြီးရည်အတွက်နဲ့ထုတ်နှုတ်ခြင်းရှိမရှိကိုစစ်ဆေးပေးစုလိုပါတယ်။အခုလိုမြစ်ကြောက်တူးဖော်ခြင်းကိုတတ်မှတ်ပမာဏနဲ့ထုတ်ယူတဲ့ပမာဏကိုဘယ်ဖွဲ့စည်းကစစ်ဆေးနေပါသလဲ လက်ရှိဖြစ်ပေါ်နေတဲ့ကမ်းပြူကန်ဆာကိစ္စတွေနဲ့ပတ်သက်ပြီးမြေပြင်ကိုကွင်းဆင်းစစ်ဆေးပေးပါရန်သက်ဆိုင်ရာလူကြီးများကိုတင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရေးသားရင်ဖွင့်လာပါရှင်ဟုတ်ကဲ့ပါမသိကျွန်တော်တို့ဒီ AR တိုင်းထဲမှာဆိုရင်ဒါမြင်အောင်လို့ဟင်္ဒရာ KI လို့ဘက်မှာဆိုရင်ဒါမြစ်ထဲမှာပေါ့လေအခုလိုမျိုးကြောက်ဆုပ်တဲ့လုပ်ငန်းတွေတဲဆုပ်တဲ့လုပ်ငန်းတွေကလှုပ်လို့ဒါတချို့တွေ